ားလုံးပဲမင်္ဂလာပါ။မချင်းမင်းကနေပြန်လည်ကြိုဆိုလိုက်ပါရီ။မချင်းမင်းပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Wish Dragon 2021ရုပ်ရှင်လေးပဲဖြစ်ပါရီ။ကဲစင်သေးဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါ။ကျွန်တော်ကတော့ထုံးစံတိုင်းစီစဉ်တင်ဆက်သူဆက်ပဲဖြစ်ပါရီ။ တရုတ်နိုင်ငံရဲ့ရွာငယ်လေးတဲကကျောင်းလေးတစ်ကျောင်းမှာတော့ဆရာကကျောင်းသားငယ်လေးတွေကိုစာရင်းနှီးတင်ပေးနေခဲ့ပါတယ်။ဆရာနဂါစာလုံးကိုဆွဲဖို့ပြောလိုက်ပြီးတော့ကျောင်းသားတွေဆွဲထားတဲ့ပုံကိုပြပြီးသွားတဲ့နောက်မှာကျောင်းသားလေးနှစ်ယောက်ကအတန်းပြင်ကိုထုတ်ခံလိုက်ရပါတယ်။အဲ့ဒါကတော့ဒင်ဝမ်နဲ့လီနာဝမ်တို့ပဲဖြစ်ပါတယ်။သူတို့တွေကစာရေးရမယ့်အစားနဂါပုံကိုဆွဲလာတာကြောင့်အတန်းတွေကသူတွေကသူတို့ကိုဝိုင်းရဲကြားတဲ့ပြင်ကိုမှအတန်းပြင်ကိုပါထုတ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ ကျောင်းဆင်းတဲ့အထိကမှဒင်းကိုတခြားသောကလေးတွေကဝိုင်းစနေတာကြောင့်လီနာကတော့အဲ့ဒီလိုမျိုးစတဲ့ကလေးမျက်နှာကိုပဲပေါမုံးနဲ့ကိုမှပြပောက်လိုက်ပါရင်လီနာကတော့ကျောင်းကျူချိန်တိုင်းသူ့ရဲ့အဖေကနောက်ကျလာတာကြောင့်ဒင်းကိုသူတို့နဲ့တူတူပြန်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါရင်အဲ့ဒီနေ့ကစပြီးတော့ရွာငယ်လေးကဒင်းနဲ့လီနာတို့ရဲ့တငယ်ချင်းဆက်ဆံရေးကစတင်ခဲ့ပြီးတော့အချိန်တွေကြာလာတဲ့အခါမှာတော့ဒင်းနဲ့လီနာတို့ကအကောင်းဆုံးတငယ်ချင်းတွေဖြစ်လာကြပါရင်ဒီနေ့မှာတော့ဒင်းနဲ့လီနာတို့ကလည်းငကားပုံစံစုံကြီးတစ်ခုကိုလုပ်ပြီးတော့ကောင်းကင်ဘော်ကိုလွှင့်လိုက်ကြပါရင် ။စွန်ကြီးကတော့လေဘော်ကိုလွင်သွားပေမဲ့လို့လေယာကအရန်ကိုမှတန်တာကြောင့်ကျိုးကိုကင်ထားတဲ့တင်နဲ့လီနာတို့ပါစွန်နောက်ကိုပါသွားခဲ့ကြပါပြီ။သူတို့နှစ်ယောက်ကတော့ပြောကြလာခဲ့ပြီးတော့စွန်ကလည်းပျက်စီးသွားပေမဲ့စစ်မညစ်ပဲနဲ့အမြဲတမ်းကိုထာရတငယ်ချင်းဖြစ်သွားမယ်လို့ကတိပေးလိုက်ပါပြီ။တင်ကားရဆုံကိုပြန်ပြင်ပြီးတော့ကောင်းသွားတဲ့တနေ့မှာတော့လီနာကသူ့ရဲ့ဖေနဲ့တူတူဒီရွာလေးကနေကိုပြောင်းတော့မှဖြစ်တဲ့အတွက်ဒင်းကိုဝန်းနေတဲ့အကြည့်တွေနဲ့ကိုမှနှုတ်ဆက်သွားခဲ့ပါတယ်။နှစ်နှင်းငယ်ကြာပြီးသွားတဲ့နောက်မှာတော့ဒင်းတို့ရွာလေးကတိုးတက်ပြောင်းလဲပြီးတော့မျိုးကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ တင်ကားတော့ခုချိန်မှာပစ္စည်းပို့သမားအဖြစ်ကိုမှအလုံးလုံးနေပြီးတော့သူ့ရဲ့ဆိုင်ကယ်မောင်းကျွမ်းကျင်မှုကြောင့်မှားထားတဲ့ပစ္စည်းတွေကိုတိချပို့နိုင်ခဲ့ပါတယ်။တင်ကားတော့ပစ္စည်းလိုက်ပို့ရင်လည်းဘတ်စကားပေါ်တက်နေတဲ့သူ့ရဲ့ကြောင်ကအထန်းဖို့ကိုမြင်တဲ့အတွက်ကိုဒီနေ့တင်တဲ့စာတွေကိုသူ့အတွက်ကိုကူပေးထားဖို့ကိုအကူအညီတောင်းလိုက်ပါတယ်။တင်ကားတော့သူ့ရဲ့ချက်ဆုံးတငယ်ချင်းရဲ့မွေးနေ့ရောက်တော့မှဖြစ်ပြီးတော့သူ့အတွက်မွေးနေ့မှာ surprise လက်ဆောင်ပေးပေးဖို့ပတ်စံလိုတဲ့အတွက်ပစ္စည်းပို့တဲ့အလုပ်ကိုမအားလက်အောင်လို့လုပ်နေတာပဲဖြစ်ပါတယ်။တင်ကား order ပို့ဖို့ပို့ထားတဲ့ဒီနေရာတိုင်းကိုလာခဲ့ပေမဲ့လို့အဲ့ဒီနေရာကိုရောက်တဲ့အခါမှာပျက်စီးနေတဲ့နေရာကြီးကိုပဲတွေ့လိုက်ရပါတယ်။ တင်ကားတော့အဲ့ဒီမှာဘသူရှိနေလဲဆိုတာကိုလိုက်ရှာလိုက်ပြီးတော့တကားတစ်ခုကိုတွေ့လိုက်တဲ့အတွက်လှေကားပေါ်ကိုတက်ပြီးတော့တကားခေါက်လိုက်ပါရင်တစ်ဖက်ကသူကလည်းတင်းကိုဝင်ခဲ့ဖို့ပြောပေမဲ့တကားကဖွင့်မရဘူးဖြစ်နေခဲ့ပါရင်နောက်တော့တင်ကပျက်စီးနေတဲ့နေရာကြီးမှာအမိုးရောနေရန်ရောဘာမှမရှိတာကိုတတိယသွားပြီးတဲ့နောက်မှာတော့တကားဘေးကနေဝင်လာခဲ့လိုက်ပါ යි တကားတစ်ဖက်မှာတော့တင်ကခုံတစ်ခုံပေါ်ကိုထိုင်နေတဲ့အဖိုးအိုတယောက်ကိုတွေးလိုက်ရပြီးတော့အဲ့ဒီသူကအော်ရမာတာကိုတည်သွားခဲ့ပါ යි တင်ကတော့အဖိုးအုပ်ကိုပတ်စံပလို့ရှင်းပါလဲဆိုတာကိုမေးလိုက်ခဲ့ပြီးတော့အဖိုးအုပ်ကသူကနှစ်ဖျားဖြစ်ကြောင်းနဲ့ရွေးချယ်ခံထားရတဲ့သူကိုစောင့်နေတာလို့ပြောလိုက်ပါတယ်။အဖိုးအုပ်ကတော့တင်းမှာနူညံ့တဲ့နှလုံးသားရှိပြီးတော့ရွေးချယ်ခံရတဲ့သူဖြစ်တဲ့အတွက်သူ့စီမှာရှိတဲ့ထိုးစမ်းတဲ့ပစ္စည်းကိုတင်းစီကိုပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဖိုးအုပ်ကတော့ချက်ချင်းပဲအစင်းရောက်လက်ဖက်ရည်ဦးတေးလေးကိုပေးလိုက်ပြီးတော့တင်းကတော့ဘာမှကိုပြန်မပေးဘဲနဲ့လက်ခံလိုက်ပါတယ်။ အိမ်ပြန်လမ်းမှာတော့တင်ကသူရလာတဲ့ပတ်စံတွေနဲ့အင်းကြီးဆိုင်ကတက်တန်းပြပြအင်းကြီးတထဲကိုဝယ်ဖို့တွားလိုက်ပါပြီ။ဒါပေမဲ့လို့သူပတ်စံကမလောက်တဲ့အတွက်ဆိုင်ပြင်ကိုထုတ်ခံလိုက်ရတာကြောင့်ဒင်းကလည်းစီပို့တဲ့အင်းကြီးဆိုင်ကိုတွားပြီးတော့အင်းကြီးတွားဝယ်လိုက်ပါပြီ။ဒင်းကတော့သူ့မွေးခဲ့တဲ့ရွာလေးမှာရှိတဲ့အိမ်ကိုပဲပြန်ပြီးတော့လာခဲ့ပြီးတော့အင်းကြီးကျွန်းတွေကဒင်းကိုစာကြိုးစားပြီးစာတော်တဲ့အတွက်ကိုဝိုင်းပြီးတော့ချီကျူနေကြပါပြီ။တင်ရဲ့မိကတော့တန်မာတဲ့မိမဖြစ်ပေမဲ့သူ့ရဲ့သားလေးတော်ချောင်းကိုတော့အင်းကြီးချင်းတွေကိုကြွားနေခဲ့ပါပြီ။ပျော်စရာချိန်လေးတွေကတင်ရဲ့တငယ်ချင်းရောက်လာတဲ့ချိန်မှာတော့ပျက်စီးကုန်ပါပြီ။ ဒင်းရဲ့တငယ်ချင်းကလည်းဒင်းအတွက်ကိုမှတ်စုတွေကိုယူလာပေးပြီးတော့ဆရာကဒင်းကိုနောက်ထပ်ចောင်းပြက်ရင်ចောင်းထုတ်ခံရတော့မယ်လို့တတိပေးလိုက်တယ်ဆိုတာကိုအကျယ်ကြီးကမှအော်ပြောလိုက်ပါတယ်။အဲဒါကြောင့်မို့လို့ဒင်းရဲ့အမေနဲ့အင်းကြီးချင်းတွေကတော့သူចောင်းမတက်တာကိုတည်သွားပြီးတော့ဝိုင်းပြီးတော့ပြောကြပါတော့ရင်ဒင်းကတော့သူ့လိုခဲ့တဲ့အရာចောင်းပြောပြပြီးတော့ကိုကိုကိုကာကွယ်ခြင်းတောင်မရဘဲနဲ့သူ့အမေစီကအရိုက်ခံလိုက်ရပါတယ်။ညာဘက်အလုံးအိပ်ပြောသွားတဲ့အခါမှာဒင်းကပြုံးနေခဲ့ပြီးတော့သူ့မနေ့ကဝင်လာတဲ့အင်းကြီးကိုဝင်လိုက်ပါတယ်။ ပြီးတော့နောက်နေ့ရောက်မဲ့သူ့ရဲ့တငယ်ချင်းဝင်းနစ်ကိုကျင်းပပေးဖို့အင်ခေါမှုပေါ့ကိုတက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလက်ဝဲယတနာပစ္စည်းတွေရဲ့နာမည်ကြီးမော်တွေဖြစ်လာတဲ့လီနာရဲ့ပုံကြီးကပုံပြပေါ်မှာပေါ်လာခဲ့ပါတယ်။ဒင်ကတော့သူ့ရဲ့တငယ်ချင်းကိုနှုတ်ဆက်ဖို့နှစ်ပေါင်းများစွာနီလန်းတွေစဉ်းစားခဲ့ပေမဲ့တစ်ခါမှကိုမအောင်မြင်ခဲ့ပါဘူး။အခုကလည်းဒင်ရဲ့ဈေးပိုးတဲ့အင်းညစ်လေးကလေဆုပ်ဆက်သေးကိုဝင်ပြီးတော့အပိုင်းပန်းပစ္စည်းသွားခဲ့ပါတယ်။ဒင်ကတော့သူ့ရဲ့လက်ရှိဘဝအခြေအနေကလီနာနဲ့ကွာခြားလွန်းတာကြောင့်ဝမ်းနဲ့သွားခဲ့ပါတယ်။ ။ဒင်ကတော့အစင်းရောင်လက်ဖက်အိုးလေးကိုကိုင်းလိုက်မိပြီးသွားတဲ့နောက်မှာတော့လီနာရဲ့အမြဲတမ်းကိုမှအခင်ဆုံးတငယ်ချင်းဖြစ်တဲ့လူတော်မှဆူတောင်းလိုက်ပါရင်။အဲ့ဒီအချိန်မှာပဲအစင်းရောင်ဦးကသူ့လူလူကိုရှေ့သွားခဲ့ပြီးတော့ဒင်ရဲ့မျက်စိရှိမာရင်ကိုပောက်ကွဲသွားခဲ့ပါရင်။ပြီးတော့အငွေတွေအများကြီးကိုထွက်လာခဲ့ပြီးတော့ငကားကြီးတကောင်ပေါ်လာတာကိုတွေ့လိုက်ရပါရင်။ငကားကြီးကတော့သူ့ရဲ့နာမည်ကတော့လောင်စုဖြစ်ပြီးတော့သူ့ကိုယ်သူ Wish Dragon လို့ခေါ်ရဲဆိုပြီးတော့မိတ်ဆက်လိုက်ပါရင်။လာဇူကတော့သူ့ရဲ့တခင်လိုချင်နေတဲ့ဆန္ဒ၃ခုကိုဖြည့်ဆည်းပေးနိုင်တယ်လို့ပြောလိုက်ပါရင်။ တင်ကတော့သူ့ကိုယ်သူတေးသွားပြီလို့ထင်နေတာကြောင့်နောက်စုကတော့သူ့ရဲ့တခင်လိုချင်နေတာကိုလှုပ်ပေးနိုင်ကြောင်းသူ့ရဲ့အစွမ်းနဲ့ကိုမှတက်တည်ပြလိုက်ပါတယ် ရှယ်ရီအပြစ်ကိုမှဖုံထားတဲ့စစ်တမ်းချက်ကလူတရာစာလောက်ကိုရှိတဲ့အင်အားအရန်တန်ပါတဲ့အတောင်ပံနဲ့တက်ကလက်အုပ်၆တောက်တွေကိုပါဖန်တီးနိုင်တာကိုပြလိုက်ပါတယ်။ဒင်ကတော့တန်တရားရှိနေတာကြောင့်လောင်စုရဲ့ကိုရီးကိုရာနဲ့ကိုဆိုင်တဲ့မေကွန်ကိုမေးလိုက်ပါတယ်။လောင်စုကတော့ချက်ချင်းပဲစိတ်တို့သွားခဲ့ပြီးတော့သူကတခင်ဆယ်ရောက်ရဲ့တောင်းတဲ့စုကိုပြည်အောင်လို့လုပ်ပေးရမှာဖြစ်တယ်လို့ပါပြောလိုက်ပါတယ်။လောင်စုကတော့လူခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းကတခြားသောတခင်တွေရဲ့စုတောင်းတွေကိုဖြည့်ဆည်းပေးခဲ့ပြီးတော့အားလုံးပြည်သွားရင်တော့သူရဲ့ဝိညာဉ်ကလီလဖေးရဲ့အိုးရဲကနေကိုထွက်သွားခဲ့ပြီးတော့ဝိညာဉ်ကပေါမှာလလလလက်ကိုနေနိုင်မယ်ဆိုတာကိုပြပြလိုက်ပါတယ်။ ။လာစုကတော့ဒင်ကသူ့ရဲ့နောက်ဆုံးသခင်ဖြစ်ပြီးတော့ဒင်ရဲ့စုသားသုံးခုကိုဖျက်ဆီးပေးပြီးရင်သူလွတ်လပ်နိုင်တော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲထူးဆန်းတဲ့လက်ဖက်ရည်အိုးကိုလိုက်ရှာနေတဲ့လူစုသုံးယောက်ကကားရဲကနေအိုးရဲ့တင်နေရကိုရှာနေကြပါတယ်။သူတို့ကနေရရှာရင်းနဲ့စွန့်ပစ်ခံအဆောက်အဝင်းရှိကိုရောက်လာခဲ့ကြပါတယ်။သူတို့တွေကအဆောင်နှယောက်ကိုလဲကြောက်အောင်လို့ရိုက်ပြီးတော့အထဲကိုဝင်သွားကြပါတယ်။သူတို့ကအိုးကိုလိုက်ရှာရင်းနဲ့အပေါ်မှာလူတယောက်ရှိနေတာကိုတွေ့သွားတဲ့အတွက်အပေါ်တက်ကြည့်လိုက်တဲ့အခါမှာတော့လက်ဖက်ရည်အိုးကိုစကားပြောနေတဲ့ဒင်းကိုတွေ့လိုက်ရပါတယ်။ ။လာစုကတော့သူ့ကိုသူ့ရဲတခင်ကလွယ်ရန်တခြားသူတွေကမမြင်ရဘူးဆိုတာဒင်းကိုပြောပြလိုက်ပါပြီ။လူစိုးသုံးယောက်ကတော့ဒင်းနောက်ကိုပြေးလိုက်လာတဲ့အတွက်ဒင်းကလည်းထွက်ပြေးလိုက်ရပါပြီ။ဒင်းကတော့ပုံဖို့ကိုနေရာရှာလိုက်ပေမဲ့လို့လမ်းစုံတစ်ခုကိုရောက်သွားပြီးတော့ပြေးမိသွားခဲ့ပါပြီ။ဒင်းကတော့လက်ဖက်ရုပ်အိုးကိုကင်ထားရင်းနဲ့ခိုးချက်ချင်းကွန်ဖူးပညာတွေကိုတက်ဖို့ဆူတောင်းလိုက်ပါပြီ။လက်ဖက်ရုပ်အိုးကသူ့ရဲဆူတောင်းကိုယူသွားခဲ့ပြီးတော့ပုံမှန်ပြန်ဖြစ်လာခဲ့ကြပါပြီ။ လူစုတွေကတော့တင်းကိုတိုက်ခိုက်ဖို့ကိုလိုလဲကြပါမယ်။ရုတ်တရက်တင်းကတော့ကွန်ဖူတန်အစွမ်းနဲ့ကိုမှရှောင်းတိန်နိုင်လိုက်ပါတယ်။တင်းကတော့လက်ဖက်ရည်အုပ်ကိုကင်ထားရင်လည်းကွန်ဖူဆီယာကြီးတယောက်လိုပဲလူစုနှစ်ယောက်ကိုတိုက်ခိုက်လိုက်တာသူတို့ကလည်းလဲကြသွားခဲ့ရပါတယ်။ခဏကြာမှတော့လူစုကောင်းဆောင်ကရရှိလာခဲ့ပြီးတော့တင်းကိုကန်ထုတ်လိုက်ပါတယ်။တင်းကလည်းတူကန်လိုက်တဲ့အကွာဝေးကနေပိုဝေးအောင်လို့ထွက်ပြေးလိုက်ပြီးတော့လက်ဖက်ရည်အုပ်ကိုလက်မှကပ်ရင်လည်းခေါင်းဘုပ်ပေါက်ကိုတက်သွားလိုက်ပါတယ်။နောက်နေ့မနေ့နိုးလာတဲ့အခါမှာတော့ဒင်းရဲ့လှုပ်ရှားမှုတွေကကွန်ဖူပညာရှင်တယောက်လိုမျိုးဖြစ်နေတာကိုသတိထားမိတော့ခဲ့ပါသေးတယ်။ ။ဒင်းရဲမေကမနက်ခင်းလမ်းလျှောက်ဖို့ကိုထွက်ခန့်နီးမှာပဲတင်ကာသူ့မိမာသာဆူတောင်းပြည်နိုင်တဲ့အခွင့်ရရှိရင်ဘာကိုဆူတောင်းမလဲဆိုပြီးတော့မေးလိုက်ပါရင်ဒင်းရဲမေကတော့ဘာကိုမှဆူမတောင်းချင်ပဲနဲ့သူ့သားစာကိုအာရုံစိုက်ပြီးတော့လုံနိုင်ဖို့ပဲဆူတောင်းတယ်ဆိုပြီးတော့ပြောလိုက်ပါရင်ဒင်းကလည်းအန်ဆွဲတဲ့ကလက်ဖက်ရည်အိုးကိုကြည့်လိုက်ပြီးတော့မင်းညာကဖြစ်သွားခဲ့တဲ့အိမ်မက်လိုပဲထင်နေတဲ့အတွက်ကိုစမ်းသပ်ကြည့်ဖို့ကိုလုံလိုက်ပါရင်ဒင်းကလည်းလက်ဖက်ရည်အိုးကိုထုတ်ပြီးတော့ပူကြည့်လိုက်တဲ့အခါမှာတော့လောင်စုထွက်လာတာကိုမြင်တဲ့အတွက်ထပ်ပြီးတော့လန်သွားခဲ့ရပါရင် ။လာစုကတော့အခုသူ့မှာဆူတောင်းဖို့အခွင့်ရင်းတစ်ခါပဲကြံတော့တာကြောင့်မြင်မြန်ဆူတောင်းဖို့ကိုပြောလိုက်ပါရင်ဒင်ကတော့သူ့ရဲ့ဆူတောင်းတာတွေကတကယ်ပြီးမှလားဆိုပြီးတော့တိတ်ပြီးတော့ပြောနေခဲ့တာပေါ့။ဒင်ရဲ့ကြံစီကတော့လာစုကိုခေါ်ပြီးတော့ဘတ်စကာနဲ့တငယ်ချင်းမလေးအင်ကိုတွားဖို့ပဲဖြစ်ပါရင်လာစုကတော့ဘတ်စကာကလူတွေအများကြီးတူတူစီရတဲ့ဟာဆိုတာကိုတည်သွားခဲ့တဲ့အတွက်ဒင်ကိုတက်စီပဲစီးဖို့ကိုပြောလိုက်ပါရင်လာစုကတက္ကစီကိုတွားရလာရပို့ပြီးတော့တက်တာလေးလို့ပြောလိုက်ပြီးတော့ဒင်းရဲ့လက်ကိုမြှောက်ပြီးတော့ကားကိုငှားလိုက်ပါရင် တင်ကတော့တက္ကစီကားကအရန်ကိုမှဈေးများတယ်လို့ပြောလိုက်တာကြောင့်လောင်စုကတော့သူ့ရဲ့ဆူတောင်းကိုဘယ်ချိန်မဆိုတက္ကစီကားအေးစေးစေးကိုမှဈေးနဲ့အောင်ချမ်းသာဖို့ဆူတောင်းလို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။တင်ကတော့ညင်လိုက်ပြီးတော့သူ့ရဲ့တငယ်ချင်းစီကိုလောင်စုကိုဈေးပြီးတော့သွားတာကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ပြောလိုက်ပါတယ်။ ။လောင်စုကအစားကားတော့ညင်လိုက်ပေမဲ့လို့မနက်ပိုင်းကားပိတ်တဲ့အခြေအနေတွေကိုမြင်လိုက်ပြီးတော့တင်ကိုသူ့ရဲ့ပေါ်ကိုတင်သွားဖို့ပဲဆုံးဖြတ်လိုက်ပါရင်လီနာရဲ့အင်ရှိကိုရောက်တဲ့အခါမှာတင်ကလောင်စုကိုသူ့ရဲ့နောက်ဆူတောင်းကသူ့ရဲ့တငယ်ချင်းတွေနဲ့တွေ့မှဆူတောင်းမယ်ဆိုပြီးတော့ပြောလိုက်ပါရင်လောင်စုကတော့တင်ကို channel ကိုချက်ချင်းတွင်းလိုက်ပြီးတော့ဆူတောင်းစီမင်းတွေအရာကတော့ခန်းစားချက်ကိုပြောင်းလဲဖို့နဲ့ပုံစံပြောင်းဖို့ဆူတောင်းလို့မရဘူးဆိုပြီးတော့ပြောလိုက်ပါရင် ဆူတောင်းတဲ့စီမင်းတွေအရာကတော့အရန်ကိုမှပြင်းထန်တာကြောင့်သူရဲ့တခင်ကိုဒီကောင်မလေးပြန်ကြိုက်အောင်တော့မလုပ်ပေးနိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတော့အချိန်နောက်ပြန်သွားတာတွေတယောက်ယောက်ရဲ့အသက်ကိုယူတာတွေကိုလည်းမရဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ဒင်ကတော့သူပြောတာတွေကိုညှင်းလိုက်ပြီးတော့သူတို့ကတငယ်ချင်းတွေဖြစ်တာကြောင့်အဲ့ဒီလိုမျိုးဆူတောင်းမှမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။သူလိုချင်တဲ့တခုလည်းတော့အရာကသူတို့တငယ်ချင်းတွေငငယ်တုန်းကလို့ပျော်ပျော်ရွှင်ရွှင်ကိုပြန်တွေ့နိုင်ဖို့ပဲဆိုပြီးတော့ပြောလိုက်ပါတယ်။လောင်စုကတော့ဒါတွေကသူနောက်နေတာပဲဆိုပြီးတော့ထင်နေခဲ့ပါတယ်။ ူတွေးထားတာကတင်ကအနေဆုံးတော့အင်ပါယာကြီးတစ်ခုစစ်တပ်ကြီးတစ်ခုလိုချင်နေမယ်ဆိုပြီးတော့ထင်ထားပေမဲ့သူလိုချင်တာကရိုးရိုးရှင်းရှင်းတငယ်ချင်းဆက်ဆံရေးကိုပြန်ရချင်တာပဲဖြစ်ပါတယ်။တင်ကတော့သူဖြစ်ချင်တဲ့အရာကိုရှင်းပြလိုက်ပြီးတော့လွန်ခဲ့တဲ့ဆယ်နှစ်ကသူနဲ့လီနာတို့ရဲ့တွေ့ခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြောပြလိုက်ပါတယ်။တင်ကလည်းနောက်ထပ်ဆူတောင်းအတွက်ကိုသူအစင်သစ်ဖြစ်ပြီလို့ပြောလိုက်ပြီးတော့အိမ်ထဲကိုဝင်လို့ရအောင်သူကမင်းသားတစ်ပါးလိုမျိုးပြောင်းပေးဖို့ကိုပြောလိုက်ပါတယ်။လာစုကတော့တင်ကိုပုံစံပြောင်းပေးလိုက်ပေမဲ့လို့သူကတော့လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကလာခဲ့တာကြောင့်တင်ကိုပြောင်းပေးတဲ့ပုံစံကလည်းရှေးခေတ်နန်းတွင်မင်းသားပုံစံဖြစ်နေခဲ့ပါတယ်။ တင်ကတော့သူ့ရဲ့စုတောင်းကိုပြန်ပြင်းတဲ့အနေနဲ့ဒီနေ့တရက်လောက်ကိုချမ်းသာတဲ့သူပုံစံဒီဇိုင်နာထုတ်ကုတ်အင်းကြီးနဲ့ကားကောင်စားကြီးဖန်တီးပေးဖို့ကိုပြောလိုက်ပါပြီ။လန်စုကတော့သူ့ရဲ့တခင်ဖြစ်ချင်တဲ့ဆန္ဒကိုလှုပ်ပေးလိုက်ပြီးတော့ဒင်းရဲ့ကားဒရိုက်ဘာအနေနဲ့သူ့ကိုယ်သူလူပုံစံပြောင်းလိုက်ပါပြီ။အဲ့ဒီအချိန်မှာလူစိုး၃ယောက်ကတော့လက်ဖက်ရည်အိုးနဲ့ကောင်လေးရဲ့တင်နီယာကိုလိုက်ရှာနေကြပြီးတော့သူဝဲခဲ့တဲ့အင်းကြီးဆိုင်ကနေသူ့ရဲ့လိပ်စာကိုတွားယူလာခဲ့ကြပါပြီ။ဒီနေ့လန်စုတို့ကတော့မွေးနေ့ပါတီကိုကားကြီးနဲ့ကိုစတန်ကြကြကိုဝင်လာတဲ့အကြောင်းအားလုံးရဲ့အာရုံကိုဖန်ဆာကုန်ပါတော့ရင်ဝင်းနေပါတီပွဲထဲမှာတော့တင်ကသူ့ရဲ့တငယ်ချင်းကိုတွေ့သွားခဲ့ပြီးတော့ သူ့စီကိုတွားဖို့စူးစမ်းလိုက်ပေမဲ့လီနာကတော့ဝမ်းနေပြီးတော့စိတ်ညစ်နေပုံရတာကိုတွေ့တော့ခဲ့ပါတယ်။ ပြီးတော့လီနာရဲ့အလုပ်သမားကသူ့ကိုပို့ပြောင်းဖို့ကိုပြောပြီးတော့လာသမ ्या ဧည့်သည်တွေကိုဖော်ဖော်ယူယူနဲ့ကိုမှနှုတ်ဆက်ဖို့ကိုပြောလိုက်ပါရင်လီနာကတော့သူ့အလုပ်သမားရဲ့စကားကိုနားထောင်ပြီးတော့အပြုံးတူးနဲ့ကိုပြုံးထားလိုက်ပါရင်လီနာကတော့ဒင်းနဲ့စက္ကန့်အနည်းငယ်လောက်ကိုကားလိုက်ရပေမဲ့လည်းဒင်းကိုမှတ်မှတ်မိပေနဲ့တခြားသောဧည့်သည်တွေနဲ့ကတလို့ကိုဆက်ရုပ်လိုပဲကားလိုက်ပါရင်လူပေါ်ဆံပြောင်းထားတဲ့လောင်စုကသူ့ရဲ့တခင်ရဲ့အစီအစဉ်မဖြစ်မြောက်တာကိုသိပြီးတော့နောက်တစ်ခုအစ်ုပ်နေနဲ့သူ့ရဲ့တငယ်ချင်းရဲ့နှလုံးသားကိုအနိုင်ရအောင်လို့ချမ်းသာကြွယ်ဝမှုတွေပေးဖို့တားဆိုလို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ် ပါတီပွဲမှာတော့ DJ ကအဖေနဲ့တမီးကိုတွေ့ကားဖို့ကိုခေါ်လိုက်ပေမဲ့လို့အဲ့ဒီအချိန်ကြာမှာသူ့အဖေကမွေးနေ့ကိုမလာတာကိုသိလိုက်ရပါတယ်။ဒင်ကတော့လီနာဆိုင်ညစ်နေတာကိုတတိထားမိခဲ့တဲ့အတွက်ကိုစင်ပေါ်တက်ပြီးတော့သူ့တက်ထားတဲ့ကွန်ဖူပြောက်ွက်တင်နေကိုမှတရုပ်ပြလိုက်ပါတယ်။အားလုံးကလည်းဒင်ရဲ့ပြောက်ွက်တွေကိုသဘောကျကျပေမဲ့လို့လီနာကတော့ပွဲပြင်ကိုထွက်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ဒင်ကပွဲကထွက်သွားပြီးတော့လီနာကိုလိုက်ရှာလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲပွဲထဲမှာရှိနေတဲ့လောင်စုကစားတောက်ဆရာတွေကိုလိုက်ကြည့်ရင်းနဲ့အမျိုးသမီးတယောက်နဲ့ကိုတွေ့ပြီးတော့အဲ့ဒီအမျိုးသမီးကသူ့ကိုလည်းနမ်းလိုက်ပါပြီ။လောင်စုကလည်းလမ်းသွားခဲ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတချို့ကနှကားပုံစံကိုပြောင်းသွားခဲ့ပါပြီ။အဲ့ဒါကြောင့်လောင်စုကလည်းစိတ်ညစ်အောင်လို့ရေသွားတောက်လိုက်ပေမဲ့လို့ခဏကြာမှာတော့သူ့တောက်တဲ့ရေကအင်တာရေဖြစ်နေမှန်းကိုသိလိုက်ရတဲ့အတွက်မြ мян လေးကိုမှထွေးထုတ်လိုက်ရပါပြီ။ ။လာစုကလည်းဘာတွေဖြစ်နေမှန်းမသိတော့တဲ့အတွက်ကိုသူ့ရဲ့တခင်ကိုပဲလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတင်ကလီနာလက်ဆောင်တွေထားတဲ့အခန်းမှာပုံနေတာကိုတွေ့ပြီးတော့နှစ်တဲ့ပြဖို့ကိုစူးစမ်းလိုက်ပါတယ်။လီနာကတော့တင်ကိုဘယ်သူမှကိုမတီးသေးပေမဲ့လို့သူကတော့ဝမ်းနေဆုံးနေမှာတော့မှပျော်အောင်လို့ဟန်ဆောင်နေရတာပြင်ပန်းနေပြီဆိုပြီးတော့ပြပြလိုက်ပါတယ်။တင်ကတော့လီနာကိုနှစ်တဲ့ပေးလိုက်ပြီးတော့လီနာကသူ့ရဲ့စကားတွေကြောင့်အားရှိလာခဲ့ပါတယ်။ ဒီနာကလည်းလက်ဆောင်တွေထားထားတဲ့နေရာကနေထွက်လာခဲ့ပြီးတော့ဒင်းရဲ့နာမည်ကိုမေးလိုက်တဲ့အချိန်မှာပဲလီနာရဲ့အဖေကလီနာကိုဗီဒီယိုကောခေါ်လာခဲ့ပါတယ်။လီနာရဲ့အဖေကလီနာကိုလယ်ဆွဲလေးတစ်ခုကိုပေးလိုက်ပေးမယ်လို့လီနာကတော့သူ့ကိုအရင်နှစ်ခတဲ့ကအဲ့ဒီဆွဲကြိုးပဲပေးထားတယ်ဆိုတော့ကိုပြပြလိုက်ပါတယ်။ဒင်းကလည်းသူ့တို့စကားဝိုင်းချားကိုဝင်လာခဲ့ပြီးတော့အတုံးဝင်ပြီးတော့ကောင်းတဲ့လက်ဆောင်တွေကနှစ်ခါပေးလဲအတုံးဝင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။လီနာရဲ့အဖေကလည်းဒင်းမျက်နှာကိုတွေ့ပေမဲ့ဘာလို့လဲဆိုတော့ကိုမှတ်မှတ်မိတာကြောင့်သူ့ရဲ့နာမည်ကိုမေးလိုက်ပါတယ်။ဒင်းကတော့ခဏစဉ်းစားပြီးတော့တဲ့နောက်မှာသူ့ကိုသူဒဏ်လို့လိန်ပြောလိုက်ပါတယ်။ ဒီနိုင်ရဖေကဘာလို့လုပ်တာလဲဆိုပြီးတော့ထမီးလိုက်တဲ့အခါမှာဒင်ကတော့သူ့ရဲ့မိဘတွေကတရုတ်မှာနာမည်အကြီးဆုံးစားတောက်ဆိုင်ဖွင့်ထားတယ်လို့ပဲပြောတဲ့အတွက်လီနာရဲ့အဖေလည်းသဘောကျသွားခဲ့ပါတယ်။လီနာရဲ့အဖေကလီနာကိုသူတို့နှစ်ယောက်ကတရားကြားကိုတရားပို့ပြီးတော့တရားအောင်လို့တရားတွေ့ကြဖို့ကိုပြောလိုက်ပြီးတော့လီနာကလည်းလက်ခံလိုက်တဲ့အတွက်ဒင်ကလည်းပြောသွားခဲ့ပါတယ်။ ဲ့ဒီစကားတွေကတော့လောင်စုကတကာနောက်ကနေကိုကြားလိုက်မိပါတယ်။အရင်နောက်မှာတော့ဒင်းကလည်းလောင်စုပေါ့ကိုစီပြီးတော့ကောင်းကင်ပေါ်ကနေကိုပြန်လာခဲ့ကြပါတယ်။လောင်စုကတော့ဒင်းအခုလိုမျိုးညာလိုက်တဲ့အတွက်ကိုမကောင်းဘူးဆိုတာကိုပြောပြလိုက်ပါတယ်။ဒင်းကတော့လီနာကတော့သူ့ကိုတချိန်ချိန်မှာမှတ်မိမှဖြစ်တဲ့အတွက်အခုတော့ဒီတိုင်းကိုဆက်လိန်ထားတာကပိုကောင်းတယ်လို့ပြောလိုက်ပါတယ်။လောင်စုကတော့ရှုပ်ထွေးလို့နဲ့ဇလန်းကိုတီးသွားပြီးတဲ့နောက်မှာတော့ဒင်းကလည်းသူ့အရင်တခင်တွေတုန်းကလိုပဲဆူတောင်းနိုင်ပြီးတော့အဲ့ဒီလိုသာလုပ်ရင်လည်းသူလည်း ီနိုင်ရဲ့နှလုံးသားကိုမင်းမြန်ရမယ်လောင်စုကလည်းလွတ်လပ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်စကားပြောနေရင်းနဲ့လောင်စုကလည်းတချိန်ချင်းကစိတ်နှလုံးသားဖြူစင်တဲ့မင်းမျိုးမင်းနွယ်တရားဖြစ်ခဲ့ပေမဲ့ဘာလို့အခုလိုမျိုးပိတ်မိသွားရတယ်လဲဆိုတာမသိဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလီနိုင်ရဲ့အဖေကသူ့ရဲ့လက်ထောက်နဲ့စကားပြောနေရင်သူ့ရဲ့ကုမ္ပဏီက store share တွေကျဆင်းနေပြီးတော့မကြခင်မှာဒေဝါရီခံရတော့မယ်ဆိုတာကိုသိသွားခဲ့ပါတယ် ဒီနိုင်ရဲ့ဖေကတော့သူ့ရဲ့တမီးရှေရဲ့အတွက်ကိုစေ့ပူတဲ့အတွက်လက်ဖက်ရည်အိုးကိုရှာနေတဲ့လူဆို၃ယောက်ကိုဖုန်းခေါ်ပြီးတော့လက်ဖက်ရည်အိုးကိုတက်နိုင်တယ်များများများရှာဖို့ကိုအမိပေးလိုက်ပါတယ်။ဒီနေ့ကလည်းအိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့ဒင်းမေကအခုမှပြန်ရောက်လာတာကိုသိလိုက်ရပါတယ်။ဒင်းမေကတော့သူ့သားအမူအရာပြက်နေတာကိုရှင်းမိပြီးတော့သူ့သားနဲ့စကားများကြပြန်ပါတယ်။ဒင်းကလည်းသူ့ဒီအိမ်ကိုမုန်းတယ်လို့မတော်တဆကိုပြောလိုက်မိပြီးတော့သူ့အမေကတော့သူ့သားဒီနေဘာရီလိုမျိုးဖြတ်တန်းလာရလဲမသိတဲ့အတွက်ကိုဝမ်းနေသွားခဲ့ပါတယ်။ နောက်နေ့မနေ့မှာတော့တင်းကလည်းအိမ်ပြင်ကိုထွက်လာခဲ့ပြီးတော့လူစုသုံးယောက်ကသူ့ရဲ့နောက်ကိုလိုက်ပြီးတော့ခြောက်ကြည့်ကြပါရင်အဲ့ဒီအချိန်သူတို့ကလည်းလမ်းကြားထဲကိုဝင်သွားတယ်ကောင်းလေးကရုတ်တရက်ကိုမှကားကောင်းစားကြီးနဲ့ကိုတတန်းပြပြပြန်ထွက်လာတာကိုမြင်တဲ့အတွက်အံ့ဩသွားခဲ့ရပါရင်စားသောက်ဆိုင်ရောက်တဲ့အခါမှာတော့ဆဲလိုရှာနေတဲ့လီနာကသူနဲ့အသက်တူရတဲ့ကလူကောင်းတစ်ယောက်ကိုတွေ့ဖို့ရှာနေခဲ့တာဆိုပြီးတော့ပြောလိုက်ပါရင်တင်းကတော့ဆဲလိုရှာလာခဲ့ပြီးတော့လောင်စုကိုသူကိုလူကြီးလူကောင်းတစ်ယောက်လိုမျိုးအပြုတ်မှုမျိုးကိုတင်ပေးဖို့ကိုတောင်းဆိုလိုက်ပါရင်အစာပိုင်းမှာတော့လောင်စုကညင်လိုက်ပေမဲ့လို့နောက်တော့ကောင်းလေးရဲ့တောင်းဆိုချက်ကိုလက်ခံပြီးတော့ဒင်းရဲ့အပြုတ်မှုတွေကို ူကိုယ်တိုင်ကိုမှထိန်ချုပ်ပေးလိုက်ရပါတယ်။လာစုကတော့ဒင်းရဲ့ပုံစံကိုဝန်ထမ်းတွေကိုရိုင်းရိုင်းဆက်ဆိုင်နဲ့မမောက်မမောက်ဆက်ဆံတဲ့ပုံလုပ်ပေးပြီးတော့လီနာကိုပါအဲ့ဒီလိုမျိုးဆက်ဆံပေးလိုက်ပါတယ်။လီနာကတော့သူ့ကိုတွေ့ဖို့လက်ခံခဲ့တာကတခြားသူတွေနဲ့မတူဘူးလို့ထင်လို့ဖြစ်ပြီးတော့အခုတော့အရင်ချမ်းသာတဲ့သူတွေရဲ့အပြုအမူနဲ့တူတူပဲဆိုပြီးတော့ပြောကထွက်သွားလိုက်ပါတယ်။ ။လောင်စုကတော့တူတက်80တော့ကမိမ18ယောက်ကိုလည်းဒီလိုနေလန့်အတိုင်းကိုဆက်ဆံခဲ့ပေမဲ့အခုတော့သူ့ရဲ့နေလန့်ကပါလို့ဒင်းအတွက်ကိုအလုံးမဖြစ်ခဲ့တာလဲဆိုပြီးတော့မေးလိုက်ပါရင်ဒင်းကတော့လီနာကိုသွားတောင်းပန်လိုက်ပြီးတော့အဲ့ဒီချိန်မှာပဲဆိုင်ထဲကိုလူစုတစ်ယောက်ကဝင်လာကတတိထားမိသွားခဲ့ပါရင်ဒင်းကတော့လီနာကိုဒီထဲမှာတန်တရားဖြစ်စရာလူတွေသူတို့နောက်ကိုလိုက်နေတယ်ဆိုပြီးတော့ပြောကထွက်ပြေးလိုက်ကြပါရင်သူတို့နှစ်ယောက်ကတော့အဲ့ဒီနေရာကနေကိုထွက်ပြေးလာကြပြီးတော့လမ်းမကနေတဲ့နေကကပွဲထဲကိုကျုံတဲ့အတွက်လမ်းကြားတွေကအမှိုက်ပုံထဲမှာဝင်ပြီးတော့ပုံလိုက်ပါရင် တင်ကတော့လောင်စုကိုအကူအညီတောင်းလိုက်ပြီးတော့လောင်စုကတော့သူတို့ထွက်လို့ရအောင်လို့သူ့ကိုယ်သူငကားအယုပ်ပုံစံကိုဖန်တီးလိုက်ပါတယ်။ဒီနေ့လီနာတို့ကလည်းအယုပ်ထဲကိုဝင်ပြီးတော့ထွက်ပြေးကြတော့မှပဲသူတို့ရှိမှလူစု၃ယောက်ရဲ့ငကားအယုပ်ကရောက်လာခဲ့ပါတယ်။ဒီနေ့အဲ့ဒီလိုမျိုးလူစုတို့ကလည်းငကားအယုပ်ကိုအကောက်ွယ်ယူပြီးတော့ကန်လိုက်ကြပါတယ်။တင်ကတော့လီနာကိုကြီးနဲ့ကိုမှသူတို့ကိုလဲကြအောင်ကန်ပြီးတော့ခေါမုတ်တစ်ခုပေါ်ကိုထွက်ပြေးလာခဲ့ကြပါတယ်။ဒါပေမဲ့လို့လူစုတွေကတော့သူတို့နောက်ကိုလိုက်လာကြတာကြောင့်ဒင်းတို့ပြင်းမဲ့လမ်းကိုပိတ်ဆို့သွားခဲ့ပြီးတော့လောင်စုကတော့ဒင်းကို သူ့ကိုယုံဖို့ကိုပြောလိုက်ပါတယ်။နောက်စုကတော့လေကိုဖန်တီးလိုက်ပြီးတော့ဒင်းနဲ့လီနာရိုနဲ့တူတူကောင်းကင်ဘော်ကိုလင်းပြန်သွားခဲ့ပါတယ်။လူစိုးတွေကလည်းသူတို့လင်းပြန်ဖို့ကြိုးစားပေမဲ့လို့မရဘဲနဲ့အောက်ကိုကျသွားခဲ့ပါတယ်။နောက်စုကတော့သူတို့နှစ်ယောက်ကိုဒင်းရဲ့အိမ်သားမှာကြောက်အောင်လို့လှုပ်ပေးလိုက်ပြီးတော့လီနာကတော့ဒီလိုမျိုးအတွေ့အကြုံအတွက်ကိုအရန်ကုန်မှပြောနေခဲ့ပါတယ်။ ။လာဇူကတော့ဒင်းရဲ့ပုံစံအမှန်လီနာကိုပြဖို့အချိန်တန်ပြီးဆိုပြီးတော့ဒင်းမှာရှိနေတဲ့ချမ်းသာတဲ့ပုံစံအင်ဂျီတွေဖက်နှက်တွေအကုန်ကိုဖယ်ပစ်လိုက်ပါရင်ဒင်းကတော့မဝင်ခံရသေးခင်မှာပဲလီနာကဒင်းပုံစံကိုတွေ့တာနဲ့သူ့ရဲ့ငယ်တငယ်ချင်းမှန်ကိုမှတတိယသွားခဲ့ပါရင်လီနာကတော့ဒင်းသူ့ကိုလိန်ထားတဲ့အတွက်ကိုဒေါသထွက်သွားခဲ့ပြီးတော့သူတို့ငငယ်ကစောခဲ့တဲ့လမ်းကြားလေးကိုလည်းထွက်သွားခဲ့ပါရင်လီနာကလည်းအဲ့ဒီနေရာမှာသူတို့ငငယ်ကစောခဲ့တာတွေပြောစရာချင်းတွေကိုပြန်တတိယသွားခဲ့ပြီးတော့အရင်ကဒင်းရဲ့အင်ရှိရဲ့နေရာကိုတွေ့ကြည့်လိုက်ပါရင် ဒီနာကလေးအဲ့ဒီမှာဒင်းရဲ့အမေနဲ့ကိုတွေ့သွားခဲ့ပြီးတော့ဒင်းရဲ့အမေကလည်းသူ့ကိုတွေ့သွားတဲ့အတွက်ကိုအရန်ကိုမှဝမ်းသာသွားခဲ့ပါ යි အဲ့ဒီညမှာတော့လီနာကသူ့မိသားစုနဲ့တူတူညဆာဆာပြီးတော့အချိန်ကောင်းလေးတွေကိုဖြတ်တန်းလိုက်ကြပါ යි ဒင်းကတော့လီနာကိုသူ့ငငယ်တုန်းကဆော့ခဲ့တဲ့နေရာလေးစုကိုခေါ်သွားခဲ့ပြီးတော့ဒီတခါတော့သူ့ဟန်ဆောင်မှုတွေပကာတနာတွေမပါဘဲလလူလက်လက်ကိုဒိတ်လို့ရပြီဆိုပြီးတော့ပြောလိုက်ပါ යි ဒမလင်လီနာကတော့သူ့မှာအဲ့ဒီအတွက်ကိုအချိန်မရှိဘူးလို့ပြောလိုက်ပြီးတော့အဲ့ဒီအချိန်မှာပဲလီနာရဲ့မန်နေဂျာကလီနာကိုမကြခင်မှာဓာတ်ပုံရိုက်권ရှိတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။လီနာကတော့ဒင်းကိုသူ့ရဲ့ဘဝကတာမန်လိုမျိုးဖြတ်တန်းရတာမဟုတ်ဘဲနဲ့သူ့အဖေလိုချင်တဲ့ဘန်းနိုင်တစ်ခုထိကိုရောက်အောင်လို့သူစူးစမ်းနေရတယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ တင်ကလေသူတို့နှစ်ယောက်အတူတူရှိဖို့ကိုဒီချိန်တွေထိကိုစူးစမ်းခဲ့ရတာတွေကအချင်းနှီးပဲဆိုတာကိုသိခဲ့ပြီးတော့လီနာကလည်းထွက်သွားခဲ့ပါပြီ။အဲဒီနောက်မှာတော့တင်ကလည်းခန်းစားချက်တွေကပေါက်ကွဲလာခဲ့ပြီးတော့လဖက်ရီအိုးကနေလာစုကိုခေါ်လိုက်ပါပြီ။သူကတော့လာစုကိုသူ့နောက်ဆုံးဆူတောင်းတစ်ခုအနေနဲ့သူ့ကိုချမ်းသာအောင်လို့လုပ်ပေးပြီးတော့အဲ့ဒါဆိုရင်လာစုကလည်းလွတ်မြောက်နိုင်ပြီဆိုပြီးတော့ပြောလိုက်ပါပြီ။ ။လာစုကလည်းသူ့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့စွမ်းအားတွေနဲ့ငွေတွေကိုဖန်တီးလိုက်ပြီးတော့ဒင်းကိုလည်းသူ့ရဲ့အတိတ်စီကိုခေါ်သွားပြလိုက်ပါတယ်။လာစုကလည်းအရင်ကအင်ပါယာရဲ့ဘရင်ဖြစ်ခဲ့ပြီးတော့အစီကံတွေအများကြီးနဲ့တူလို့ကျင်တာရခဲ့တာပဲဖြစ်ပါတယ်။အသက်ကြီးလာတဲ့အခါမှာတော့လာစုကသူ့ရဲ့အင်ပါယာကြီးပို့ပြီးတော့အင်အားကြီးအောင်လို့သူ့ရဲ့သမီးကိုချမ်းသာတဲ့မိသားစုအတိုင်းဝိုင်းနဲ့အတင်းကိုမှလက်ထက်ခံလိုက်ပါတယ်။ သူ့ရဲ့သားကိုလည်းဖိုးတန်ရတနာကိုတွားရှာခံလိုက်တာကြောင့်သူ့ရဲ့သားကတွားရှာရင်းနဲ့ဒဏ်ရာရပြီးတော့အသက်ပါဆုံးရှုံးခဲ့ရပါပြီ။လောင်စုရဲ့နောက်ဆုံးအချိန်မှာတော့သူ့ရဲ့မိသားစုရောသူ့ရဲ့အစီအကံတွေကပါသူ့ကိုဆွန့်ပစ်သွားကြတာကြောင့်လောင်စုကလည်းသူ့တည်ဆုံးကံဒီမှာပဲအားလုံးကိုဒေါသတကြီးနဲ့ကိုမှချိန်ဆခဲ့ပါသေးတယ်။ ။လာစုတည်ဆောင်းသွားပြီးတော့ဝိညာဉ်ကဘာမရောက်ခင်တကားပေါက်မှာတော့ရှီဟောင်တူရီယာကင်ထားတဲ့နေဖရားတစ်ပါးနဲ့ကိုတွေ့ဆုံခဲ့ပါ යි ။အဲ့ဒီနေဖရားကသူ့ကိုပြစ်ဒဏ်ပေးတဲ့အနေနဲ့လက်ဖက်ရည်အိုးတစ်ခုထဲမှာထည့်ပြီးတော့တခင်ဆယ်ယောက်စီကဆူတောင်းသုံးခုကိုဖြည့်ပေးဖို့နဲ့ဆယ်ယောက်ပြည့်မှပဲဒီလက်ဖက်ရည်အိုးတွေကကိုထွက်လို့ရပြီးတော့ဝိညာဉ်ကဘာမှာအနားယူလို့ရမယ်ဆိုပြီးတော့အပြစ်ပေးခဲ့တာပဲဖြစ်ပါ යි ။ အားလုံးပြပြပြီးသွားတဲ့နောက်မှာတော့လောင်စုကဒင်းကိုလက်ရှိကာလစီကိုပြန်ခေါ်လာခဲ့ပြီးတော့တကယ်လို့ချမ်းသာကြွယ်ဝမှုနောက်ပဲလိုက်မယ်ဆိုရင်ကိုချေရတဲ့သူတွေကိုဆုံးရှုံးရမယ်ဆိုတာကိုပြပြလိုက်ပါတယ်။လောင်စုကတော့ဒင်းကိုသူဖြစ်ချင်တဲ့အရာတစ်ခုကိုလွလွလပ်လပ်ကိုရွေးချယ်ပြီးတော့စူတောင်းဖို့ကိုပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလူစိုးတုံယောင်းတဲ့တူတူလီနာရဲ့ဖေပါရရှိလာခဲ့ပြီးတော့ဒင်းကိုတွေ့တော့ခဲ့ပါတယ်။လီနာရဲ့ဖေကတော့ဒင်းကိုလက်ဖက်ရည်အိုးကိုခြားထားဖို့ကိုပြောပေမဲ့ဒင်းကတော့မပေးတာကြောင့်လူစိုးကောင်းဆောင်ကသူ့ကိုတိုက်ခိုက်လိုက်ပါတယ်။ လူစုကောင်းဆောင်ကဒင်းကိုထိုးချက်တွေကန်ချက်တွေနဲ့ကိုတိုက်ခတ်လိုက်ပြီးတော့ဆော့လက်စားတိုက်ရဲတန်တန်းလေးပေါ်ကိုရောက်သွားခဲ့ကြပါတယ်။ဒင်းကတော့ပြန်ခုခံဖို့ကိုစူးစမ်းပေမဲ့လူစုကောင်းဆောင်ကဒင်းကိုမြေရောက်အယောက်ကိုကန်လိုက်ပါတယ်။ တင်ကလည်းကွန်ဖူးပညာရှိထားတဲ့အတွက်ကိုဘာတန်ရာမမရပဲနဲ့အောက်ကျသွားပြီးမယ်လီနာရဲ့ဖေကတော့တစ္ဆာဖောက်ခံရပြီးတော့တွန်းချခံလိုက်ရတာကြောင့်ဆူဆူရွရွထိခိုက်သွားခဲ့ပါပြီအခုတော့လူစုကောင်းဆောင်ကလက်ဖက်ရုပ်ဦးကိုပိုင်သွားပြီးဖြစ်တဲ့အတွက်လောင်စုကိုခေါ်ပြီးတော့သူ့ရဲ့ဘယ်ဘက်လက်နဲ့ကိုထိတမြအရာတွေအလုံးကိုရှေ့ဖြစ်အောင်လုပ်ပေးဖို့ကိုဆူတောင်းပေးလိုက်ပါပြီအဲဒီနောက်မှာတော့လူစုတွေကလည်းသူတို့ကားနဲ့ကိုထွက်သွားခဲ့ကြပြီးတော့လီနာရဲ့ဖေကတော့တေလူမျိုးပါချန်ခဲ့ပါပြီလီနာရောက်လာပြီးတော့သူ့ဖေကိုကြည့်ရင်လည်းငိုနေတော့မှာပဲ ။ဒင်ကတော့လူစိုးတွေရဲ့ကားနောက်ကိုလိုက်သွားခဲ့ပါပြီ။ဒင်ကတော့ကားပေါ်ခုန်တက်လိုက်ပြီးတော့ကားနောက်ခန်းထဲကိုဝင်ဖို့လုံနေတော့မှပဲလူစိုးကားဆောင်ကသူ့ကိုတိုက်ခိုက်လိုက်ပါပြီ။သူတို့နှစ်ယောက်ကတော့တိုက်ခိုက်ကြရင်လည်းရင်ရွေးအိုကကားရှိခန်းထဲကိုရောက်သွားတာကြောင့်လူစိုးတယောက်ကတော့ခွေးလေးတွေအများကြီးကိုရဖို့ဆူတောင်းလိုက်ပါပြီ။ ောက်ထပ်တယောက်ကတော့ခြေတန်ရှေ့ဖို့ကိုဆူတောင်းလိုက်ပြန်ပါတယ်အဲဒီလိုမျိုးအရှုပ်ထွေးတွေနဲ့ကိုတိုက်ခိုက်ကြရင်လည်းကာဂျီကလူစုရဲ့ဗဲလန်နဲ့ကိုထိမိသွားတဲ့ကြောင့်ရွှေ့ဖြစ်သွားပြီးတော့ဘိန်းချော်သွားခဲ့ပါတယ်ဒီနေ့လူစုကောင်းဆောင်ကလည်းမြစ်ထဲကိုကြာကန်နေမှာပဲလာစုကသူတို့နှစ်ယောက်စလုံးကိုသူ့ပေါ်ကိုတင်ပြီးတော့ပြတ်တန်သွားလိုက်ခဲ့ပါတယ်လာစုအပေါ်မှာတော့ဒင်းနဲ့လူစုကောင်းဆောင်တို့ကလက်ဖက်ရည်အိုးလူရင်နဲ့တိုက်ခိုက်လိုက်ကြပြီးတော့လူစုကောင်းဆောင်ကဒင်းကိုရှေ့ရုပ်ထုဖြစ်သွားအောင်လို့သူ့ရဲ့ဗဲလန်နဲ့ကိုမှထိုးလိုက်ပါတယ်ဒါပေမဲ့လို့လာစုကတော့ဒင်းအရှိကနေကိုဝန်ခံပေးလိုက်တာကြောင့်လာစုတို့ကလည်းရှေ့ရုပ်ထုဖြစ်သွားပြီးတော့အောက်ကျသွားခဲ့ရပါတယ်အောက်ကျသွားတော့မှပဲလူစုကောင်းဆောင်ကသူ့ရဲ့ဗ ဲလဲနဲ့သူ့ကိုသူ့ကိုထိမိသွားတဲ့ကြောင်းရွှေရိုးထုဖြစ်သွားခဲ့ပြီးတော့ရွှေရိုးထုကြီးကလည်းတရားပေါ်ကနေကိုကြပြီးတော့ क्वे သွားခဲ့ရပါတယ်။လာစုနဲ့တင်တို့ကတော့မြေထဲကိုကြသွားခဲ့တာကြောင်းလာစုကတော့ရွှေရဲ့လေးချင်းကြောင့်လဖေးရီအိုးနဲ့တူတူမြောက်ထဲကိုမြုပ်သွားခဲ့ပါတယ်။ဒင်းကလည်းကေဘူးစူးစမ်းပေမဲ့လို့မှမီတော့ပဲနဲ့အောက်နဲ့သွားခဲ့ရပါတယ်။ လာစုကနိုးထလာတဲ့ခါမှာနှစ်ဖယားနဲ့ကိုပြန်တွေ့ပြီးတော့နှစ်ဖယားကသူ့ရဲ့တာဝန်ပြီးသွားပြီဆိုပြီးတော့ပြောလိုက်ပါတယ်။လာစုကတော့တခင်ဆယ်ရောင်းတဲ့ဆန္ဒကိုသူ့ရဲ့ကျင်နာမှုနဲ့ပြည့်အောင်လို့ဖြည့်ပေးခဲ့တာကြောင့်အခုသူ့ရဲ့ဝိညာဉ်ကဘာမှာအေးဆေးနေနိုင်ပြီလို့ပါပြောလိုက်ပါတယ်။ဒါပေမဲ့လို့လာစုကတော့သူ့ရဲ့နောက်ဆုံးတခင်နဲ့ဆန္ဒတစ်ခုကိုဖြည့်ပေးဖို့ကြံသေးတာကြောင့်ဝိညာဉ်ကဘာကိုမသွားသေးဘဲနဲ့ငကားပုံပဲပြန်ပြောင်းပေးဖို့ပြောလိုက်ပါတယ်။နှစ်ဖယားကတော့ဆေးဆိုးသွားပြီမဲ့လာစုရဲ့ဆန္ဒကိုဖြည့်ပေးပြီးတော့ငကားပုံစံကိုပြန်ပြောင်းပေးလိုက်ပါတယ်။ဒင်ကတော့ဝန်နဲ့နေတော့မှပဲလာစုကသူ့ရဲ့ရှေ့မှာပြန်ပေါ်လာတာကြောင့်အရန်ကိုမှပြောသွားခဲ့ရပါတယ်။ လာစုကတော့ဒင်းရဲ့နောက်ဆုံးဆူတောင်းကိုဆူတောင်းဖို့ပြောလိုက်တာကြောင့်ဒင်းကလည်းလီနာရဲ့အဖေကိုပြန်ပြီးတော့အသက်ရှင်အောင်လုပ်ပေးဖို့ကိုဆူတောင်းလိုက်ပါတယ်။လီနာရဲ့အဖေကလည်းပြန်ကောင်းသွားခဲ့ပြီးတော့ဒင်းကတော့သူ့ရဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။တင်ကလည်းသူ့အမေကိုဖတ်လိုက်ပြီးတော့သူ့မှာအစာကလေးကအရာအလုံးကိုပိုင်ဆိုင်ထားပြီးသားဖြစ်တဲ့အတွက်သူ့ရဲ့ဘဝကြီးကိုပျော်ရွှင်နေဆိုပြီးတော့ပြောလိုက်ပါတယ်။လီနာနဲ့လီနာရဲ့ဖေတို့ကလည်းဒင်းအိမ်ကိုရရှိလာခဲ့ကြပြီးတော့သူတို့မိသားစုနှစ်စုကညစာတူတူစားလိုက်ကြပါတယ်။ အချိန်နဲ့ငယ်ကြာပြီးတော့တဲ့နောက်မှာတော့လင်နာရဲ့အဖေကသူ့မှာရှိတဲ့ပတ်စံနဲ့ဒင်းရဲ့အမေနဲ့တူတူစားတောက်ဆိုင်တိုင်ကိုဖွင့်လိုက်ကြပြီးတော့သူတို့ကတော့အလုပ်တူတူလုပ်ပြီးတော့ပြပြရှိရှိကိုဖျက်တမ်းနေကြပါပြီ။တနေ့မှာတော့ဒင်းကမိဖို့ကြောင့်လေးကိုလာရင်းနဲ့လာစုပုံစံနဲ့ရင်ရွေးအိုးကိုတွေ့တဲ့အတွက်အဲ့ဒီရင်ရွေးအိုးကိုနောက်ဖေးလမ်းကြားလေးကိုရွှေ့သွားလိုက်ပါပြီ။ဒင်းကတော့သူ့ရဲ့တငယ်ချင်းလေးကိုပြန်တွေ့ရမလားလို့မျှော်လင့်ပြီးတော့ရင်ရွေးအိုးကိုပူကြည့်လိုက်တဲ့အခါမှာတော့လာစုကသူ့ရဲ့မျက်စိရှိမှပေါ်လာတာကိုတွေ့လိုက်ရပါပြီ။ဒင်းကလည်းအရင်ကမှပျော်ရှင်သွားခဲ့ပြီးတော့သူတို့တငယ်ချင်းနှစ်ယောက်ကဖက်လိုက်ကြပါပြီ။ ။လာစုကတော့ဒင်းစစ်ကိုပြန်လာဖို့အတွက်နောက်တစ်ချိန်တခင်ဆယ်ယောက်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရမယ်သဘောတူညီချက်ကိုလုပ်ခဲ့တာကြောင့်အခုသူ့ရဲ့ခရီးကိုနောက်ထပ်တစ်ချိန်ကိုပြန်စားရမှာလည်းဖြစ်ပါပြီ။ဒင်းကတော့သူ့ရဲ့တငယ်ချင်းကိုနှုတ်ဆက်လိုက်ပြီးတော့ရင်ွေးအုပ်ကိုတာမန်ဖိုးကြီးအရာဆောင်ထားတဲ့နှစ်ဖရားရဲ့လှဲပုတ်ကိုတင်ပေးလိုက်ပါပြီ။နှစ်ဖရားလည်းလှဲကိုမောင်းသွားခဲ့ပြီးတော့လာစုရဲ့ဆူတောင်းပြခရီးစဉ်ကစတင်လိုက်ပြီးပဲဖြစ်ပါပြီ။ ဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာအခုလိုမျိုး animation စက်ကားကောင်းလေးတွေကိုစဉ်ဆက်မပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးတွေလုပ်ထားပေးခဲ့ကြပါအောင်နော်ခေတ္တဆိုရင်နောက်တစ်နေ့မှာစက်ကားကောင်းတွေနဲ့တူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်